ကဲဒီနေ့မှာတော့ကျွန်တော် Osmo Pocket 3နောက်ထပ်တစ်လုံးထပ်ပြီးတော့ unboxy လုပ်ရမှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ20ရက်နေရာတော့ Osmo Pocket 3တစ်လုံးဝယ်လိုက်တယ်ဝယ်တဲ့အခါမှာဆိုရင်ကျွန်တော်29ရက်နေ့မှာ error တက်သွားတာပေါ့နော် error တက်သွားဖြစ်လို့ကျွန်တော် service center ကိုပြန်ပို့လိုက်တယ်အဲ့တော့ဒီနေ့လေးရက်နေမှာဆိုရင်တော့သူကကျွန်တော်ကင်မရာအစ်စ်တစ်လုံးထပ်ပို့လိုက်တာပေါ့နော်အရင်ကက error ဖြစ်သွားပြီလေကျွန်တော်အစ်စ်တစ်လုံးထပ်ပြီးတော့ထပ်ပို့ပြီးလိုက်တာပါအဲ့တော့ဒါလေးကိုကျွန်တော် unboxy လုပ်မှာဖြစ်ပါတယ်โอเคအဲ့တော့အချက်ဖောက်ကြည့်ပါမယ် Osmo Pocket 3လေးပါ Osmo Pocket 3လေးပါ Woo Osmo Pocket 3အစ်စ်ကလေးဖြစ်ပါတယ်ကျွန်တော် new အစ်စ်ပြန်ရတာပေါ့နော်အဲဒုတိယအချိန်ပြန်ရတဲ့ကင်မရာလေးကိုတော့ကျွန်တော်မိမကိုကျွန်တော်ဖောက်ခိုင်းလာမှာဖြစ်ပါတယ်အရင်ကတော့ကျွန်တော်ကိုယ်တိုင်ဖောက်လိုက်တာပေါ့နော် Woo Pocket 3လေးဖြစ်ပါတယ် တွေ့မှာဆိုရင်တော့သူကဒီမှာဒီလိုပေါက်ကလေးရယ်ဟူးဒါမျိုးအဲ့ကလေးရယ်ဆိုပြီးတော့နှစ်ခုပါတာပေါ့နော်ဖြေရတော့ကျန်တာတော့တို့ guide တွေပေါ့နော်အဲ့ဒါတော့တို့ camera ထည့်ထားတဲ့ overlay ပေါ့ frame လေးပေါ့နော် okay အဲ့တော့ဒီထက်မှာဆိုရင်တော့ကင်မရာတွေပါမှာဖြစ်ပါတယ်ဒီထက်ရောတစ်ချက်ဖောက်ပါမယ် ဟိုးဒါလေးကတော့ကင်မာလေးဖြစ်ပါတယ်ထဲမှာဆိုရင်တော့ကျွန်တော်ပရမဟုဆိုတာဒီမှာဒါကင်မရာလုံးဝပါကင်ပေါ့နော်လုံးဝအသစ်ဖြစ်ပါတယ်လုံးဝအသစ်ကလေးကိုကျွန်တော်စီပို့ပေးလိုက်တာဖြစ်ပါတယ်အဲဟုတ်လားကျောင်းဝတ်တဲ့ clip ဖြစ်ပါတယ်อืม parking ဖြစ်ပါတယ်အဲအရင်တလုံးကတော့ကျွန်တော်ဒါမျိုးဒီဒီလိုလှည့်လို့မရတော့ပါဘောเนาะအခုကလှည့်လိုက်ပါပြီလုံးဝအတိတ်ကလေးဖြစ်ပါတယ်လုံးဝအတိတ်ကလေးဖြစ်ပါတယ်လုံးဝဒါ CDL CDL နဲ့မအသိနဲ့ပေါ့နော်အသိလားဖြစ်တဲ့ကျော်ဒါကိုအတိပိတ်ပြန်လောက်အောင်ပါပေါ့နော်ပြီးမှပဲလောက်မှာလောက်ပါတော့မယ်ဒါလေးက tripod mini tripod လေးဖြစ်ပါတယ် mini tripod ပါတယ်ဒီမှာကျွန်တော် DJI mic ပါတယ်အဲဒီမှာကျောင်းအမွှေးလေးပေါ့နော် mic ကိုတက်တဲ့ဟာဒီမှာ type C type C2 type C ပါတယ်အိုးဒီမှာဘာလဲဆိုရင်တော့ဒီကောင်က wide lens ပေါ့နော် wide angle lens ပါပါတယ်ဒီတက်မှာဆိုရင်တော့ကျောင်း mic နဲ့ရင်ဘတ်နဲ့တက်ဖို့အတွက်တော့ magnet တွေပေါ့နော် sign light လေးပါပါတယ်ပေါ့နော်ဒီကတော့ဒါပဲပါဖြစ်ပါတယ်ဒီမှာ tripod ပါတယ်ကင်မရာထည့်တဲ့ friend လေးပါတယ် ဘက်တရီအပိုတစ်လုံးပါတယ်ဒီမှာဒါရဲ့ကျော် hand grip ပေါ့နော်ကင်မရာတက်တဲ့ဟာဒီမှာ mic နဲ့ mic လေးပေါ့နော်ဒါလေးပဲပါပါတယ် okay အဲ့တော့ဒါလေး message တွေအမြောက်ပေးကြည့်ဖြစ်ပါတယ် bye bye